တားချင်တဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါတင်ဆက်ပေးမှာကတော့ပညာရေးဝန်ကြီးဌာနဖြတ်သိမ်းရေးထရန့်အစိုးရဆက်လက်ကြိုးပမ်းနေရဆိုတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်အင်ပြူတော်ပြောရေးဆိုခွင့်ရှိသူကာရိုင်းလီဘင်နဲ့ပညာရေးဝန်ကြီးလင်ဒါမမဟွန်တို့ကအစိုးရအနေနဲ့53ရက်အကြာအစိုးရရဲဆိုင်မှုကနေပညာရေးဝန်ကြီးဌာနမလိုအပ်ဘူးဆိုတာကိုတက်သေးပြနိုင်တဲ့အကျိုးကျေးဇူးတစ်ခုရရှိခဲ့လို့ကြာသပတေးနေ့မှာပြောကြားခဲ့ပါတယ် မစ္စတာလီဘက်ကအစိုးရရဆိုင်မှုအတွင်ပညာရေးဝင်ကြီးဌာနဝန်ထမ်း90ရာခိုင်နှုန်းကို အလုံနာခိုင်းခဲ့ပေမယ့်ပညာရေးစနစ်တွေထိခိုက်မှုမရှိဘူးလို့သတင်းထောက်တွေကပြောပါတယ်။မစ္စတာမမဟွန်ကစံချိန်တင်အစိုးရရဆိုင်မှုဖြစ်ပွားနေချိန်မှာတော့ကျမတို့ရဲ့အကြောင်းတွေလဲပတ်ဖို့ဝါရှင်တန်ဘျူရိုကရေစီကို မိခိုဆရာမလိုပါဘူးလို့လူမှုကွန်ရက်ပေါ်ဗီဒီယိုတစ်ခုမှာပြောပြပါတယ်။ မမဟွန်ကပညာရေးကိုကြီးကျက်တယ်လို့ယူဆရတဲ့အေဂျင်စီတစ်ခုရဲ့60ရာခိုင်နှုန်းကပညာရေးကိုအနှောက်ယှက်မပေးဘဲရက်သက်သက်ဖက်ပေါင်းများစွာပြက်ကွက်သွားနိုင်လေဆိုရင်ကျမတို့ဒါကိုတကယ်လိုအပ်သလားလို့သူကမေးခွန်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့တခြားသူတွေကတော့သဘောမတူပါဘူး။အထူးသဖြင့်ထောက်ပံ့ရေးအဆိုပြုလာတွေကိုအေဂျင်စီကပြန်လည်သုံးသပ်တာနောက်ကျတာနဲ့စုချင်းမြို့အစ်စ်တွေမရရှိတာကြောင့်သူတည်တနာတွေရဆိုင်ခဲ့ရတယ်လို့ထောက်ပြကြပါတယ်။ အစိုးရရဲ့ဆိုင်မှုအတွင်အမေရိကန်တက္ကသိုလ်များအသင်းဥက္ကဋ္ဌဘာဘရာစနိုက်ဒါကကွန်ဂရက်ကအစိုးရကို ပြန်ဆဖို့ပြက်ကွက်လေလေကြောင်းသားတွေဆရာတွေနဲ့သူတည်တီတွေအပေါ်အစိုးရရဲ့ဆိုင်မှုရဲ့တက်ရောက်မှုတွေပိုပြီးကြာရှည်လေလေဖြစ်လာမှာပါလို့ပြောခဲ့ပါတယ်။အမေရိကန်တက္ကသိုလ်များအသင်းနဲ့တက္ကသိုလ်ပါမောက္ခများအသင်းအပါအဝင်ပညာရေးအသင်းအဖွဲ့အများအပြားကဝင်ကြီးဌာနကိုဖျက်သိမ်းလိုက်ရင်ပညာရေးလိုအပ်ချက်တွေထိခိုက်စေနိုင်တယ်လို့ဆိုရင်ကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ မက်စလာရုံကသမရာထရန်ကဝင်ကြီးဌာနကိုပိတ်သိမ်းဖို့အမှုဆောင်အမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မစ္စတာမမဟွန်ကဝင်ကြီးဌာနရဲ့လုံသားအင်အားတော်ဝက်ကိုအလုတ်ထုတ်ခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်အခုတစ်ခါတင်ဆက်ပေးခဲ့တာကတော့ပညာရေးဝန်ကြီးဌာနဖြတ်သိမ်းရေးထွန့်အစိုးရဆက်လက်ကြိုးပမ်းနေရဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။